ခုတင်ဆက်ပေးမယ့်သတင်းကတော့ရန်သူဒုံများကိုငွေနေရာသို့ပြန်လည်တိုက်ခိုက်နိုင်တဲ့ဒီပညာတရက်ကိုအစ်စရေးပိုင်ဆိုင်နေဆွေသတင်းမင်းဖြစ်ပါတယ်။ အစ္စရေးနိုင်ငံကလာတိုက်ခိုက်တဲ့ဒဏ်သူတွေတွေကိုဇားပြတ်ထိန်ချုပ်နိုင်ပြီးတော့တိုက်ခိုက်ဖို့အတွက်ဆီလိုလိုက်တဲ့မူရင်းနေရာကိုပြန်လည်တိုက်ခိုက်ဖို့စီခိုင်းနိုင်တဲ့ပညာကိုပိုက်ဆိုင်နေလို့သိရပါတယ်။အစ္စရေးဆိုရဘက်ကတရားဝင်သတင်းထုတ်ပြန်တာမျိုးမရှိသေးပေမဲ့အစ္စရေးနိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ထဲမှာဒီနည်းပညာကိုထည့်သွင်းထားရဖြစ်တယ်လို့ကမ္ဘာကာကွယ်ရေးဆိုင်ရာပညာရှင်တွေကအခိုင်အမာပြောကြားခဲ့ပါတယ်။ ဒီနည်းပညာကိုအစ္စရေးနိုင်ငံထိတန်းနည်းမြန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Defense Company ကဖန်တီးခဲ့တာဖြစ်ပြီးဒုံးကွယ်ရေးစနစ်မှာအပိုင်းနှစ်ပိုင်းထည့်သွင်းထားရလို့သိရပါတယ်။တပိုင်းကတိုက်ခိုက်လာတဲ့ဒုံးတွေကိုကြားဖြတ်ထိန်ချုပ်ပြီးမြေပြင်ပေါ်ကိုဆင်းသက်စေမှာဖြစ်ပါတယ်။နောက်တစ်ပိုင်းကတော့ကြားဖြတ်ထိန်ချုပ်ပြီးတော့တိုက်ခိုက်ဖို့စီလွတ်လိုက်တဲ့နေရာကို ပြန်လည်တိုက်ခိုက်ဖို့ပြောင်းလဲစေခိုင်းတဲ့နည်းပညာပါ။ Israel ကို Hamas အဖွဲ့ပါဝင် Syria နဲ့ရေမှမှာရှိတဲ့စစ်သွေးကြအဖွဲ့တွေက drone နဲ့တိုက်ခိုက်လို့မရတာဟာဒီနည်းပညာကြားဖြစ်တယ်လို့သိရပါဗျ။ ဒီတွင်ကိုတော့ငင်းချောင်းဝါပေးပို့လာပါ